င်္ဂလာပါဖော်ဖော်ရီဗျူး channel ကနေပြန်လည်ပြီးတော့ကြိုဆိုပါရစေ။ဒါဒီနေ့ကတော့စနေနေ့ပေါ့နော်စနေနေ့ဆိုလို့ရှိရင်ဒီနေ့မှာကစားမဲ့ထိပ်တန်းလေးပွဲစဉ်တွေရှိသေးတယ်။အဲ့တော့ဒီနေ့ကစားမဲ့ထိပ်တန်းလေးပွဲစဉ်တွေတကယ်နေပြီးတော့မှကျွန်တော်ဒီနှစ်ပွဲကိုထပ်ပြီးတော့သုံးသပ်ပေးမှာပေါ့နော်ဒီ German Poker Flower Final တပွဲရဲ့ဒါပြီးတော့ဒီနောက်နောက်တစ်ပွဲကပြင်သစ်လီဂ်လာဖိုင်နယ်တပွဲပေါ့နော်ဘိုလူပွဲစဉ်နှစ်ပွဲကိုဒါဒီနေ့ဗီဒီယိုမှာကြိုပြီးတော့သုံးသပ်ပေးမယ်။ပြီးတော့ဒီပြီးခဲ့တဲ့ဗီဒီယိုမှာဆိုလို့ရှိရင်လည်းကျွန်တော်ဒီနေ့ည8:00ဝယ်မှာကစားမဲ့ ဒါချန်ပီယံရှစ်ပလေးအော့ဖ်ဖိုင်နယ်ပေါ့နော်ဒီပရီးမီယံလီကိုတန်တက်မဲ့အဲပိုလူပွဲစဉ်ကိုလည်းကျွန်တော်ကြိုပြီးတော့သုံးသပ်မိတာရှိရယ်ပေါ့နော်သွားပြီးတော့ကြည့်လို့ရရယ်ပေါ့နော်အဲ့တော့ဟုတ်ပြီဒါဒီနေ့ညဒါ12နာရီခွဲမှာကစားမဲ့ဂျာမန်ပိုပယ်ဖလားဖိုင်နယ်တပွဲဖြစ်တယ်ဒါဖီလီပီးနဲ့စတူကတ်ပေါ့နော်အဲ့ပွဲစဉ်ရဲ့အခြေအူကျွန်တော်ပြန်ကြည့်စတူကတ်က တကိုးသွင်း45ပြားရှုံမယ်ပြီးတော့ကိုးပေါင်းနေလဲဆိုလို့ရှိရင်တုံးကိုးသွင်း5ပြားရှုံမယ်ပေါ့နော်အဲ့တော့ဒီနေ့ပွဲစဉ်ကဒါ BDP အတွက်လုံးဝအဆန်းသက်ခံမဲ့ပွဲစဉ်တွေဖြစ်တယ်ပေါ့နော်ဂျာမန်တတိယလမ်းလီကအသင်းတသင်းအနေနဲ့ဒီနေ့မှသာပိုဆွဲခဲ့မယ်ဆိုလို့ရှိရင်ပထမဆုံးအကြိမ်ဖြစ်သမိုင်းတစ်လျှောက်မှာပိုကယ်ဖလားကိုပထမဆုံးရခဲ့တဲ့တတိယလမ်းလီကအသင်းတသင်းဖြစ်မှတ်တမ်းဝင်သွားမှာဖြစ်တယ်ပေါ့နော်ဒါ1990နှစ်နောက်ပိုင်းမှာဆိုလို့ရှိရင် ဂျာမန်ပိုကယ်ဖလားပြိုင်ပွဲမှာဆိုလို့ရှိရင်ဘော်တန်လီဂါကအသင်းတွေကပဲတောက်လျှောက်ပိုဆွဲခဲ့တာဖြစ်တယ်ဗောအဲ့တော့ဒီနေ့မှာဘီလီဖီအနေနဲ့မတန်တီးတစ်ခုရေးထိုးနိုင်ရမလားဆိုတာကျွန်တော်စောင့်ကြည့်ရမယ်ဘီလီဖီကသူတို့ဒီဖိုင်နယ်ကိုမရောက်ခင်သူတို့ဖျက်ဆီးခဲ့တဲ့ပွဲစဉ်တွေကိုကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှိရင်ဘွန်ဒလီဂါအသင်းတွေနဲ့တွေ့ရတာဖြစ်တယ်ဗောနော်ပြီးတော့အဲ့ဘွန်ဒလီဂါအသင်းတွေကိုသူတောက်လျှောက်ကြော်ဖြတ်ခဲ့ပြီးတော့ လက်ရှိမှာသူ final ကိုရောက်ခဲ့တယ်ပြီးတော့ BLP ကစားခဲ့တဲ့နောက်ဆုံး16နောက်ကစားရာကိုကျွန်တော်ပြန်ကြည့်သူတို့ရဲ့တိုက်စစ်ကအလုပ်ဖြစ်ခဲ့တယ်ဗောနောပွဲတိုင်းဒီပါသူတို့ဂိုးရအောင်တွင်းခဲ့တယ်ပြီးတော့ဒီပြိုင်ပွဲမှာဆိုလို့ရှင် BLP ကဒါအသင်းတိုင်းနဲ့သူရှင်ကစားနိုင်ခဲ့တယ်ဗောနောဘွန်ဒက်လီဂါကထိပ်တန်းအသင်းနေနဲ့တွေ့ဆုံခဲ့တယ်ဆိုပေမဲ့လို့ BLP ရဲ့တိုက်စစ်ကလည်းတွင်းဂိုးတွေများစွာရခဲ့တာကိုတွေ့ရတ ီတစ်ဖက်ကစတူကတ်ကိုကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှင်တော့ပြိုင်ပွဲဆိုနောက်ဆုံး၃ပွဲမှာသူတို့ရဲ့တိုက်စစ်က၈ဂိုးကြီးရခဲ့တယ်ဆိုပေမဲ့လို့ခန်စပိုင်းကနောက်ဆုံး၅ပွဲမှာဆိုလို့ရှင်ကလင်းရှိရခဲ့တာ၃ပွဲပဲရှိခဲ့တယ်ပေါ့နော် ီးတော့ဒီ PDP အနေနဲ့ကကျတော့လာမဲ့ဘောလုံးရာသီကြရင်သူဘွန်လက်လီကတူးကိုတန်တက်ကစားခွင့်ရမှာဖြစ်တယ်ဘောနော်ပြီးတော့သူ့အသင်းမှာရှိတဲ့ကစားသမားတိုင်းကလည်းတော်တော်လေးကိုအရေးပြီးပြီးသွားတဲ့ player တွေများတယ်ဘောနော်ပြီးတော့ဒီ Poker Fly ရဲ့ပြီးခဲ့တဲ့အဆင့်နေမှာဆိုလို့ရှိရင်လည်း PDP က Liverpool, Water Premier, Freiburg အစရှိတဲ့အသင်းတွေကိုသူကြော်ဖြတ်ပြထားခဲ့တာကြောင့်ဒီနေ့မှလည်း Stuka ကိုသူမိနစ်90လောက်ထိတော့ဒီခံကစားနိုင်နေမယ်လို့ကျွန်တော်ထင်တယ်ဘောနော်အဲ့တော့တကိုးသွင်း45ပြားပဲရှုံးမဲ့ ဒါတူကရဲ့ body ကြီးတစ်ခုမှာတော့ဒါဒီပွဲမှာကျွန်တော်ပီလီပီအသင်းကိုရွေးချယ်ပေးခြင်းနဲ့ပေါ့နော်အဲ့တော့ဒီဒါဒီနေ့ညရဲ့ဒါနောက်ထပ်ပွဲစဉ်တစ်ပွဲကဒီနေ့ညတနိုင်ပွဲမှာကစားမဲ့ဒါပြင်သစ်လီဖလာဒါပိုလူပွဲစဉ်တစ်ပွဲဖြစ်တဲ့ rain နဲ့ psg ပေါ့နော်အဲ့ပွဲစဉ်ရဲ့ဂျီကိုကျွန်တော်ပြန်ကြည့် psg ကနှစ်ကိုးသွင်း65ပြားရှုံးမယ်ပြီးတော့ဂိုးပေါင်းအနေနဲ့ဆိုလို့ရှိရင်သုံးကိုးသွင်း85ပြားရှုံးမယ်ပေါ့နော်အဲ့တော့ rain ကသူတို့ကစားခဲ့တဲ့ဒါ psg နဲ့တွေ့ခဲ့တဲ့နောက်ဆုံး6ဂျီမှာဆိုလို့ရှိရင်သူတို့ရှုံးခဲ့တာ တစ်ချိန်ပဲရှိရပါတော့ပြီးတော့သူတို့ရဲ့နောက်ဆုံးဆက်တပွဲကိုကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှိရင်လည်းသူတို့ရဲ့ခန့်စစ်ပိုင်းကပေးကိုတကူတက်ပို့ပြီးတော့ပေးပြီးတော့ရှုံးခဲ့တာလည်းဒါတပွဲပဲရှိခဲ့တာကိုတွေ့ရပါတော့ပြီးတော့ဒီ PSG နဲ့ Rain နဲ့ထိတဲ့တွေ့ဆုံခဲ့နောက်ဆုံး6ချိန်မှာဆိုလို့ရှိရင်လည်း3ချိန်ကဒီတစ်ဖက် တကူစီ တည်ရည်နဲ့ပြီးခဲ့တာဖြစ်တယ်ပေါ့နော်ပြီးတော့ထိတဲ့တွေ့ဆုံရင်နောက်ဆုံး6ကြိမ်ပါဆိုလို့ရှိရင်တည်ရည်ရလက်ထွက်ခဲ့တာ9ကြိမ်လေးရှိရဲပေါ့နော်ပြီးတော့ rain အသင်းရဲ့ဒါပြင်းသစ်လီဂလာနောက်ဆုံး၄ဘွဲကိုကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှိရင်တည်ရည်ကြခဲ့တာ3ဘွဲတိရှိရဲပေါ့နော်ဒီတစ်ဖက်က PSG အနေနဲ့ကကြတော့လေဒီဘွဲကစားပြီးရင်သူ internet champion league final ကစားဖို့ရှိရဲပေါ့နော်ဒီနေ့မှသာ PSG ကအနိုင်ရခဲ့မယ်ဆိုလို့ရှိရင်သူတို့အတွက်ဖလာတုံးလုံးတပြိုင်တည်းရရှိနိုင်မယ် triple ဆိုတော့မတန်တစ်ခုကိုပိုင်ဆိုင်နိုင်မှာဖြစ်ပေမဲ့လို့ဒီတစ်ဖက်ကဒီနေ့မှာ သူတို့ကစားမဲ့ rain ကပြုံးမယ်ဆိုလို့ရှိရင် PSG တို့အခက်ခဲတဲ့ပြိုင်မှာအတင်းတင်းအတင်းတင်းဖြစ်တယ်ဗောနော်နောက်ဆုံးထဲထဲပြည့်လို့ခဲ့တဲ့6ချိန်မှာ PSG က rain ကိုတစ်ချိန်မဲ့နိုင်ရခဲ့တာကိုတွေ့ရတယ်အဲ့တော့ဒီနေ့ပွဲစဉ်မှာကျွန်တော် rain တင်းကိုသဘောကျရဗောနော် PSG ကိုသူတို့အနေနဲ့မိနစ်90အတွင်းနှစ်ကိုပြတ်မရှုံးအောင်ကစားနိုင်စွမ်းရှိတယ်ရှိတယ်လို့ကျွန်တော်ယုံတယ်ပြီးတော့ PSG အနေနဲ့ကကျွန်တော်လည်းချိန်ဒီပေါ်ဒီပွဲမှာကစားအားချွေတာလာလိမ့်မယ်လို့လည်းကျွန်တော်ထင်တယ်ဗောနော်အဲ့တော့ဒီပွဲမှာကျွန်တော်အောက်ကြီးတစ်ခုရွေးချယ်ပြီးခြင်းနဲ့ဒါ rain နဲ့ goal ကို ဒါဒုတိယပွဲတင်မှာတော့ကျွန်တော်ရွေးချယ်ပေးလိုက်မှာပေါ့နော်အဲ့တော့ဒီနှစ်ပွဲရဲ့အုံသက်ချက်တွေနဲ့ပတ်သက်ပြီးတော့ညီကိုလိုရဲ့အမြင်တွေကိုလည်းဒါဒီဗီဒီယိုအောက်က comment မှာဝင်ပြီးတော့မှတ်သားပေးလို့ရပါတယ်